တောင်တန်းကြီးတွေနဲ့စမ်းကြောင်းလေးတွေနာကရွာလီတရွာမှာစင်ရဲသားလေးမောင်ဆန်ဆိုတဲ့လူငယ်တယောက်နေထိုင်ပါတယ်။မောင်ဆန်ဟာအလုပ်ကျိုးစားပြီးတီးခံတတ်သူစိတ်တော်သာကောင်းသူဖြစ်တယ်လို့ဘလို့အကျိုးမြတ်ကိုမှမမျှော်လင့်ပေသူတစ်ပါးကိုကူညီတတ်သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့မောင်ဆန်ဟာတယောက်တည်းမဟုတ်ပေနာမကျန်းဖြစ်ခါအိရာတဲ့လင်းနေတဲ့မိခင်အိုနဲ့အတူနေထိုင်တာပါ။မိခင်ကြီးကမကြာခဏဖြားနာတတ်တာကြောင့်နာကျင်မှုတွေတက်တာစီဖို့တော်စင်းမြစ်တွေကိုပုံမှန်စားသုံးရပါတယ်။ တနေ့မှာတော့မောင်ဆန်ဟာမိခင်အတွက်ချက်ပြုတ်ပြီးတဲ့နောက်ပေါတူးတစ်ချောင်းကိုကင်ပြီးဒေါ်စင်းညရှာဖွေဖို့ထုံးစံအတိုင်းထူထပ်တဲ့တောနယ်ကြီးတွေကိုဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့အိမ်ပြန်လမ်းမှာမောင်ဆန်ဟာပိန်ချုံချုံနဲ့ထုံချောင်းကိုထောက်ပြီးသွားနေတဲ့အဖိုးအိုတယောက်ကိုတွေ့လိုက်ပါတယ်။အဖိုးအိုရဲ့ပုံစံကိုကြည့်ရတာဘာမှမစားရတာရက်ပေါင်းများစွာရှိနေပုံရပါတယ်။မောင်ဆန်ဟာအဲ့ဒါကိုမြင်တော့တနာစိတ်ဖြစ်လာပြီးအဖိုးအိုစာလောင်နေမှာနေမကောင်းဖြစ်မှာကိုစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့်ဒေါ်ရဲကနေသူကောက်လာခဲ့တဲ့အသီးနှံတွေကိုအဖိုးအိုစားဖို့ကမ်းပေးလိုက်တာပေါ့ဒီတခါအဖိုးအိုကမောင်ဆန်ပေးတဲ့အသီးနှံတွေကို စားပြီးပြုံးရွှင်စွာပြုံးပြရင်အခုလိုပြောလိုက်ပါတယ်အဖိုးအိုက"အိုးကောင်လေးမင်းရဲ့စေတနာမေတ္တာက ကြီးမားလာတယ်ဒီလောကမှာမင်းလိုလူမျိုးရှာမရနိုင်တော့ဘူးကွယ်ငါဘလို့ကျေးဇူးဆက်ရမှန်းတော့မသိတော့ဘူးသားကြီး"အိုးဘာမှမဖြစ်ပါဘူးအဖိုးဘာမှလည်းကျေးဇူးမဆက်ပါနဲ့ ကျွန်တော်ဖိုးကိုအများကြီးလဲကူညီခဲ့တာမဟုတ်ပါဘူး။ဒေါ်ရဲကခူးလာတဲ့အသီးနှံလေးတွေကျွေးယုံတက်တက်ပဲရှိတာပါ။ကျွန်တော်ကိုကျေးဇူးဆက်ဖို့မလိုပါဘူး။အဖိုးအိုကအေးအဲ့လိုမပြောပါနဲ့။မင်းဟာလူကောင်းတစ်ယောက်ပါ။ငါမင်းကိုကျေးဇူးဆက်ရမယ်။အဖိုးအိုကအဲ့ဒီလိုပြောပြီးစမ်းကျဲတဲ့အယောင်နဲ့မွေးရနဲ့ရှိတဲ့တစ်တုံးတုံးကိုထုတ်ခါမောင်ဆန်ကိုပေးရင်အခုလိုပြောလိုက်ပါတယ်။အဖိုးအိုကဒီမှာဒါကတော့အပ်ပွဲတစ်တုံးပဲအယောင်နဲ့အနံ့ကတော့နည်းနည်းပြင်းနေ မင်းမစိတ်သဘောထားကောင်းပြီးဖြူစင်တဲ့စိတ်ရှိရင်အဲ့ဒီအံ့ပွဲတစ်တုံးကမင်းဆန္ဒရှိတဲ့အရာအလုံးကိုဖျက်မြောက်စေလိမ့်မယ်။ဒါပေမဲ့မင်းကအဲ့ဒါကိုတတိရှိရှိနဲ့တုံရမယ်။တတိမရှိဘဲတုံရင်တော့မင်းဆန္ဒရှိတဲ့အရာကမင်းကိုပြန်ပြီးဖျက်ဆီးလိမ့်မယ်။ဒီတစ်ခါမောင်ဆန်လေးအံ့ပွဲတစ်တုံးကိုဂျေဇူးတင်စွာနဲ့လက်ခံယူလိုက်ပြီးအဖိုးကိုပြောပြတဲ့တစ်တုံးရဲ့စွမ်းအင်တွေအပေါ်အံ့ဩသွားခဲ့ပါရဲ့။အဖိုးကိုပြောသလိုသူ့ဆန္ဒရှိတဲ့အရာတွေတကယ်ပဲဖြစ်လာမလားလို့တွေးနေမိတာပေါ့။ အဲ့ဒီနောက်မှာတော့သူဟာပျော်ရွှင်စွာနဲ့အံ့ဖွယ်တစ်တုံးကိုအိမ်အထိယူလာခဲ့ပါတယ်။အိမ်ရောက်တာနဲ့မောင်ဆန်ဟာအံ့ဖွယ်တစ်တုံးကိုအဝတ်တစ်ခုနဲ့ဂယုတစိုက်ထုတ်ပို့ထားလိုက်ပါတယ်။အဲ့ဒီနောက်အိယာရဲလှည့်ပြီးဘလို့မှတတ်တာမလားတဲ့မိခင်ကိုပြုစုဆောင်ရှောက်ရင်းမောင်ဆန်ဟာအဖိုးကိုပြောတာကိုသတိရသွားကစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မောင်ဆန်ကတာတူအံ့ဖွယ်တစ်သားတုံးတကယ်လို့သင်ဟာတကယ်ပဲမြင့်မြတ်တယ်ဆိုရင်ကျွန်တော်ရဲ့မိခင်ဟာဒီယောဂဝေဒနာကနေကင်းဝေးစေပြီး နာကျင်မှုနဲ့ဆင်းရဲဒုက္ခမခံစားရအောင်အမြန်ဆုံးကျန်းမာလာပါစေ။မောင်ဆက်ရဲ့စူတောင်းတဲ့အဆုံးမှာအခန်းလေးကိုဘေကမမ်းမသိတဲ့အလင်းရောင်မိမ့်မိန်လေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။နောက်တနေ့မနက်စောစောအိယာကနိုးလာတဲ့မောင်ဆန်ဟာအံဩစရာကောင်းတဲ့မြင်ကွင်းကိုမြင်ရတော့တာပေါ့။အဲ့ဒါကဘာလဲဆိုတော့သူရဲ့မိခင်ဟာကျန်းမာပြီးခွန်အားပြည့်ဝနေတာကိုတွေ့လိုက်ရတာပါ။ဒီဖြစ်ရကြောင့်မောင်ဆန်ဟာအမန်တကယ်ဆွမ်းအားရှိတဲ့အပွဲတစ်တုံးကိုအပြည့်အဝယုံကြည်သွားခဲ့ပါတယ် အဲ့ဒီနေ့မှာပဲမောင်ဆန်ရဲ့မိခင်နာမချမ်းဖြစ်ရမှာအံဖွယ်နီးနဲ့တက်တာသွားတဲ့အကြောင်းဟာတရွာလုံးကိုပြန့်နှံ့သွားတော့တာပေါ့မောင်ဆန်ကအံဖွယ်တစ်တုံးအကြောင်းဘသူကမှမပြောပြခဲ့ပေမယ့်ရွာသားအချို့ကတော့မောင်ဆန်ကိုတန်တရားမျက်လုံးတွေနဲ့စပြီးကြည်လာခဲ့ကြတယ်။မောင်ဆန်မှာဘာပစ္စည်းကောင်းရှိလို့နှစ်ပေါင်းများစွာဖြားနာခဲ့တဲ့သူ့ရဲ့မိခင်ကချက်ချင်းလက်ငင်းတက်တာသွားရတာလေးဆိုပြီးတွေးလာခဲ့ကြတယ်။ဒီလိုနဲ့တနေ့မှာတော့ဦးထွန်းဆိုတဲ့ချမ်းသာတဲ့တတိတရားဟာမောင်ဆန်စီကို ရောက်လာပြီးအခုလိုမေးလိုက်ပါတယ်။ ဦးထွန်းကဟိတ်ကောင်မောင်ဆန်းမိမိပြန်ပြီးနေကောင်းသွားလို့ငါဝမ်းတာရဲကွာဒါနဲ့မင်းမဘာပစ္စည်းကောင်းဘာအစွမ်းထက်ပစ္စည်းရှိလို့မင်းမိကချက်ချင်းကြီးတက်တာသွားရတာလေတကယ်လို့မင်းမပစ္စည်းကောင်းရှိရင်ငါ့ကိုရောင်းပေးပါလားငါမင်းကိုဈေးကြီးဆုံးပေးပါမယ်ကွာဘလို့လဲမင်းငါ့ကိုပြန်ရောင်းဖို့စိတ်ဝင်စားလားမောင်ဆန်းကတော့အဲ့ဒီလိုစကားကိုကြားရတဲ့အခါပြုံးပြီးခေါင်းယမ်းပြလိုက်ပါတယ်မောင်ဆန်းကကျွန်တော်ကိုလာရောက်မင်းမြတ်တဲ့အတွက်ဦးထွန်းကိုကျေးဇူးတင်ပါတယ် ဒါပေမဲ့ကျွန်တော်ပါဥထုံးထင်တယ်လို့မျိုးပြည့်စည်ကောင်းဘာမှမရှိပါဘူးကျွန်တော်အမိတက်တာသွားတာကကျွန်တော်တော်ရဲကရှာလာတဲ့ဆင်းမြတွေကိုဂယုတဆိုင်ကြိုချက်ပေးလို့တက်တာသွားတာပါအဲ့ဒီစကားတွေကိုဥထုံးဟာမယုံပေမဲ့ဟန်ဆောင်ပြုံးပြပြီးမောင်ဆန်တို့အိမ်ကနေစိတ်မချမ်းမြေ့စွာနဲ့ထွက်သွားခဲ့တယ်။ညဘက်ရောက်တော့မောင်ဆန်ဟာသူ့အခန်းထဲမှာထိုင်ပြီးအံ့ဖွယ်တစ်တုံးကိုကြည်ရင်တွေးနေမိပါတယ်။သူတို့သားမိနှစ်ယောက်အတွက်စားတောက်စရာတွေပေါင်းများဖို့ဆူတောင်းရင်ရနိုင်ပါမလားဆိုပြီးပုံ။ ဒီလိုဆိုရင်သူတို့တွေဟာဘယ်တော့မှဆင်းရဲဒုက္ခမရောက်တော့သလိုအစာအသောက်အခက်အခဲလည်းမဖြစ်တော့ဘူးလို့တွေးနေမိတာပါ။ဒါကြောင့်မောင်ဆန်ဟာချက်ချင်းပဲအံ့ဖွယ်တစ်တုံးကိုကင်ပြီးစူတောင်းလိုက်ပါတယ်။မောင်ဆန်ကအံ့ဖွယ်တစ်တုံးအကယ်၍သင်ဟာတကယ်ပဲမြင့်မြတ်တယ်ဆိုရင်ကျွန်တော်မိခင်ကိုကျွေးမွေးဆောက်ရှောက်ဖို့စားတောက်ကုန်တွေပေါများပါစေ။ဒါမှကျွန်တော်တို့နှစ်ယောက်ဘယ်တော့မှအငတ်မခံရတော့ဘူး။မောင်ဆန်ရဲ့စူတောင်းတဲ့အဆုံးမှာရွှေရောင်အလင်းတန်းတစ်ခုဟာအံ့ဖွယ်တစ်တုံးကနေထွက်လာပြီးအခန်းတစ်ခုလုံးကိုပြည့်သွားတာကြောင့် သူလည်းအံ့ဩသွားခဲ့တယ်။ဒီလိုနဲ့နောက်တနေ့မနေ့ရောက်တော့မောင်ဆန်နဲ့မိခင်ဟာဝမ်းသာအားရနဲ့နှိုးထလာကြတာပေါ့။ဘာကြောင့်လဲဆိုတော့သူတို့အိမ်ထဲမှာစားစရာတွေအပြင်ဘယ်တုန်းကမှမစားဘူးတဲ့သူတို့အကြိုက်ဆုံးဟင်းပွဲတွေဟာအပြည့်စုံရှိနေလို့ပါ။ဖားချင်ရင်ဟင်းဘဲကင်ငခုကိုဂျင်းနဲ့ချက်ထားတဲ့ဟင်းမကြည်သီးစိတ်နဲ့ကြက်ဥကိုကြော်ထားတဲ့ဟင်းစသဖြင့်ဧကန်ပွဲကြီးကျင်းပနေသလိုဖြစ်နေတာပေါ့။ဒီလိုနဲ့မောင်ဆန်ဟာအပွဲတစ်တုံးရဲ့စွမ်းအင်ကိုပို့ပြီးယုံကြည်သွားပါတော့တယ်။ ဒါပေမဲ့မောင်ဆန်တို့တာမီနီယောက်ရဲ့ပြောင်းလဲမှုတွေဟာရွာသားတွေရဲ့မျက်စိအောက်ကနေလွတ်မြောက်သွားခြင်းမရှိပါဘူး။အထူးသဖြင့်လောဘကြီးပြီးရွာသားတွေရဲ့အကျိုးကိုအမြဲတမ်းကောင်းပုံဖြတ်တတ်တဲ့တထေးကြီးဦးရွှေဘကပိုလို့တန်တရားဝင်လာခဲ့ပါတယ်။မောင်ဆန်မှာဘာပစ္စည်းကောင်းရှိလို့အိမ်မှာစားတောက်စရာတွေပြည့်နေနေရတာလဲလို့အမြဲတွေးနေခဲ့တာပေါ့။ဒါပေမဲ့တထေးကြီးဦးရွှေဘကသူ့ရဲ့နောက်လိုက်တပည့်ဖြစ်တဲ့ကိုတိုးကြီးကိုခေါ်ကပြောပြနေခဲ့တယ်။တထေးကြီးဦးရွှေဘကောင်